ကျွန်တော်ဒီဟာလေးကတော့ကျွန်တော်စောင့်ရယ်10 10ချိန်တွင်ပေါ့နော်10ချိန်တွင်10ချိန်တွင်ကို10ချိန်မှာရယ်24ချိန်မှာရယ်ထိုးရမှာဒီ10ချိန်မှာမပေးရင်ကျွန်တော်24ချိန်မှာထိုင်ဆောင်အောင်ရုံပဲဒီတွင်ပေါ့နော်ဟိုဒီနှစ်ခွက်ရတာပေါ့ဗျာဒီနှစ်ခွက်ရတယ် နော်ဒီနှစ်ကွက်ရရတယ်နောက်တစ်ခုကဒီတကွက်ကလေးပဲကြိုက်တယ်ပေါ့နော်အဲ့သုံးကွက်ကလေးကိုတော့ပင်ကွက်ဖြစ်နေကျွန်တော်ရွေးပေးလိုက်မယ်ပုံသွားတဲ့ခွင့်ဆက်တီပဲနော်အဲ့ဒါတွေကဒီနှစ်ဦးမှာဒီရှေးပေါင်းနှစ်ကိုတူတယ်ဒီနှစ်ကိုလည်းသူကကိုးနောက်ပိတ်မူလည်းသူကခြုံရိုက်တာနော်နှစ်မူရိုက်တာအဲ့ဒီရှေးပေါင်းနှစ်ကသူကဒီနှစ်ကတ်မှာတော့လောက်တာက၄ချိန်၄ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်ကသူက ိုးတွေကစားခြင်းနဲ့တော့ကိုးချိန်မြမှာရှေးပေါင်းနှစ်လို့ပြန်ကစားတာအဲ့ဒီလိုပဲဒီကောင်းနဲ့မူထက်တာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်မြမှာပဲဆိုရှေးပေါင်းနှစ်ကိုပြန်ကစားတဲ့ကစားခွင့်ကျွန်တော်ကဒီကိုးတွေနဲ့ကိုးငါးကက်စီနဲ့ယူတာမြုပ်ထားတဲ့ဟာကိုသဘောကျလို့ပေါ့နော်မြုပ်ထားတာကိုကျွန်တော်ကဖော်ယူတာအဲ့ဒါမျိုးကိုသဘောကျတယ်အဲ့လိုင်းရောက်မှကျွန်တော်ဒီနှစ်ထဲမှာဒီဒီကနန်းအောင်သွားပြီဒီကနန်းတစ်ချက်အောင်သွားပြီကျန်တဲ့ဟာရှိသေးတယ်ဒီထဲမှာပေါ့နော်အဲ့တော့ ကျွန်တော်တို့ကဒီညမှာပြီးခဲ့တဲ့ဟိုကဒီညမှာကျွန်တော်ကတကယ်တမ်းဗရိတ်တော့ကျွန်တော်ဒီညသတိမထားမိလိုက်ဘူးဒီညမှာကျွန်တော်ဗရိတ်သုံးလားကင်လိုက်တာတကယ်တမ်းသူဒီမှာပေးချသွားတာကျွန်တော်တို့သတိမထားမိလိုက်ဘူးအဲ့မှာအဲ့ဆိုရင်ဒီရှေးပေါင်းနှစ်ကျွန်တော်ပြောကစားနေသလိုပဲရှေးပေါင်း6ဒီမှာရှေးပေါင်း6ဒီမှာရှေးပေါင်း6သူကလှည့်စားထားတာလို့ကြောက်ပေါ့နော်ရှေးပေါင်း4 အဲ့ဒီငါးကက်စီကိုကျွန်တော်ကစားတာပေါ့နော်အဲ့ဒီကောင်တွေကိုလည်းကျွန်တော်ဒီ live show အဟောင်းနဲ့ YouTube channel တွေမှာရှိတယ်ရှာကြည့်ပေါ့နော်ရှာကြည့်ပေါ့ဒါငါးကက်ဆိုတော့ကြတော့ဒါကရှာဖို့ရတာခက်တယ်ခက်တယ်ဆိုတော့အဲ့ဒီရှေးပေါင်းနှစ်ကိုကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီအဲမှာထုံးပုံပေကဘာဖြစ်နေလဲဆိုတော့ဒီရှေးပေါင်းနှစ်နှစ်ထဲမှာနှလုံးပေါင်းခုန်လို့ဒီထိတ်တူထိတ်နှလုံးပေါင်းခုန်လို့ ကစားတဲ့ဘေးမှာကြတဲ့ခိတ်စည်းဟာသူကကျွန်တော်တို့ကဒီကိုးမူနေယူတာသူကကိုးတွေကစားတာကြောင့်သိတဲ့အတိုင်းပဲဒီထဲမှာကိုးတွေ၄တွေပေါ့နော်ကိုးပါဝါ၄တွေ၆တွေလုံးဝသူကဟိုမျိုးစုံကစားနေတာမျိုးစုံကစားနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီထဲကိုလိုက်ရမှာအဲ့တော့ကျွန်တော်ကကိုးနောက်ပိန်မူနေယူတော့ကိုးပါဝါအဲ့ဒီကိုးတွေကြောင့်ပဲအဲ့ဒီဒီအဲ့ဒီနေထဲမှာခွန်ကစားကွက်ကဒီထိတ်တူထိတ်ထိတ်နှလုံးခွန်လို့ဖြစ်တဲ့ဘေးမှာကြတယ် ဒီ3.3ဆိုတဲ့3.3ဆိုတဲ့ခဏဟာအဲ့ဒီကိုးတွေကြောင်းမယ်သူကနှစ်ဦးပြိတ်နဲ့ပြန်ပေါင်းပါနော်ဒီကိုးတွေကိုလေနှစ်ဦးပြိတ်နဲ့ကျွန်တော်တို့ပြန်ပေါင်းမယ်ဘလို့ပေါင်းမလဲဆိုဒီခွန်နှလုံးပေါင်းတာရေဒီ3.3ပြိတ်ရေဒီနှစ်ဦးပြိတ်ခွန်ရေပေါင်းရင်ခွန်3.3ခွန်3.3ခွန်တကက်ပေါ့နော်အပေါင်းခွန်3.3ခွန် ညီညာချင်းလေးဖြစ်သွားတယ်နော်ခွန်တုံညာခွန်ညီညာချင်းခွန်တုံညာခွန်ခွန်တုံညာခွန်အပေါင်းတုံညာခွန်အဲ့ဒါကငါဒီနှလုံးခွန်ရေသူကခွန်နေပုံဒီကစားမှာဥမောင်မမောင်ဥမောင်တဲ့မင်္ဂလာပါနော်ဒီနှလုံးခွန်နဲ့ပေါင်းနေဒီတုံညာနဲ့ပေါင်းနေဒီခွန်ပရိတ်နဲ့ပေါင်းနေနှီးဦးခွန်ပရိတ်နဲ့အဲ့ဒါကခွန်တုံညာခွန်ဆိုတော့လေးရတယ်အဲ့ဒီလေးဟာကျွန်တော်တို့ကဒီကိုးမှုနဲ့ကျွန်တော်ကကြည့်ရကိုးပါဝါလေးဆိုပြီးတော့ ဘာကြောင့်ကိုးပါဝါလေးလဲဆိုတော့အဲ့ဒီထိတ်စီကိုသူကဘုရားကစားလဲဆိုတော့တင်း2 3 4 5 6 9 8 9 9 9ချိန်ယောက်ကထိတ်စီကိုသူကပါဝါလှမ်းပြီးတော့ဒီမှာကစားတာ9ချိန်ယောက်ကထိတ်စီကိုပါဝါလှမ်းပြီးတော့ကစားတဲ့မူကျွန်တော်တို့ကကစားခြင်းတာအဲ့တော့သူကဒီဒီ9နောက်ပိတ်မူတွေကြောင့်ပဲ9ပါ9 9ချိန်ယောက်က ငါးပါဝါတုံညာထိန်နေ ਉ ဒီခွန်ဖြစ်ချင်းပုံသေးရဲ့နောက်မှာ ပါဝါကစားပြီးခါမှာဟာဒီနှစ်ဥပရိခွန်ရဲ့ဒီတုံညာပရိရဲ့ဒီခွန်ရဲ့ပုံသေးကိုပေါင်းလိုက်ရင်ခွန်တုံညာခွန်ဆိုတဲ့ရလက်ဟာဒီကိုးနောက်ပေကြောင့်ကိုးချိန်ရောက်မှာပါဝါထိစီကစားတယ်ကစားပြန်တဲ့ကိုးပါဝါဒီနှစ်ဥပရိခွန်ရဲ့ဒီနာတုံညာပရိရဲ့ဒီနှလုံးခွန်ရဲ့ပေါင်းတော့ခွန်တုံညာခွန်ဆိုတော့ကိုးပါဝါလေးဆိုပြီးသူက အကပ်ပေါ့နော်အဲ့ဒီထက်မှဆိုတာအဲ့ဆိုရင်ဒုတိယနှစ်မှာလဲကျွန်တော်ကခွန်းလို့သူကကစားသွားပြီဒီမှာပြန်ကစားတာခွန်းလို့ကစားသွားပြီဒီမှာခွန်းလို့ကစားတော့လဲသူကဒီတိုင်းပဲနှစ်ဦးကဆိုဒီ၉နောက်ပိတ်ကြီးကြောင့်ပေါ့နော်ဒီ၉မူယူလိုက်တာဒီ၉နေကြောင့်ပဲသူ့ရဲ့ဒီထိတ်စီးလေးဟာတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်က၉ထိတ်စီးပါဝါ လေးထိပ်စီးဆိုပြီးတော့သူကပါဝါထိပ်စီးကစားတာကိုပါဝါလေးထိပ်ဆိုပြီးကိုချိန်ယောက်ကကိုပါဝါလေးထိပ်နဲ့ကစားပြီးတော့ဟောဒီဒီခွန်ပုံသေးနဲ့ပေါင်းခွန်ရယ်ဒီနောက်မှာကြတဲ့ဗရိတ်ရယ်ခွန်နှစ်ဗရိတ်ဆိုတော့နှစ်နဲ့ပေါင်းနှစ်ဥပရိက9ဆိုတော့ခွန်နှစ်9ဆိုတဲ့မှတ်တယ်နည်းပုံသေးခွန်ကစားကွက်နော်ခွန်ဗရိတ်ကနှစ်ဆိုတော့နှစ်ပေါင်းနှစ်ဥပရိက9ဆိုတော့9နဲ့ပေါင်းတော့ညီညာချင်း လေးလိုပဲဖြစ်တယ်အဲ့ဒီလေးဟာကိုးချိန်မြောက်ကိုးပိတ်ကြောင်းကိုးပါဝါလေးနောက်ပိတ်ဆိုပြီးတော့ तू ဟာလေးကိုပြန်ပြီးတော့ပေါင်းခြင်းနဲ့ဖြည်တာအဲ့ဆိုရင် တတိယကံမှာလည်းထိတ်စီးနှလုံးခွန်ထိတ်စီးနှလုံးခွန်ကဒီမှာဖြစ်သွားပြီဒီမှာနော်ထိတ်စီးနှလုံးခွန်နောက်ဒီမှာနော်ခွန်ပုံသေးခွန်ပုံသေးခွန်ပုံသေးအဲ့ဒီနောက်မှာကြားတဲ့ဒီကနန်းကလည်းဒီထိတ်စီးဟာ သူ့အပေါ်၉ချိန်တက်၁ချိန်သူကနေ၉ချိန်တက်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်က၉ပါဝါ၄ထိလို့တဲပြီးခါမှဒီခွန်ရေဒီမှာကြတဲ့ပရိတ်၂ရေဒီမှာ၂ဥပရိတ်၅ရေဆိုတော့ဟာဒီနေရာမှာလေးဖြစ်အောင်လို့ဒီမှာခွန်နဲ့ငားနဲ့ပေါင်းတော့ခွန်၅ဒီနေရာမှာ၂ပရိတ်ထည့်လိုက်ခါမှကျွန်တော်တို့ကဒီနှလုံးထိတ်စီးနှလုံးက ခုံပုံပြီးထောက်ပြီးတော့ခုံနဲ့ပေါင်းမယ်။သူ့ဘေးမှာကြတဲ့ပရိတ်နှစ်ရယ်ပေါင်းမယ်။နှစ်ဥပရိတ်ကလည်း၅ပဲဖြစ်တဲ့အတွက်ကြောင့်ညီမြချင်း၄လို့ပဲသူကပြန်ပြီးတော့ဖြစ်တယ်နော်။အဲ့ဒီ၄တွေဟာဒီကိုနောက်ပေးရဲ့ပါဝါကိုးချိန်ရောက်ကပါဝါကစားခဲ့လို့ကိုးပါဝါ၄နဲ့ဆိုပြီးတွဲတွဲရဲ့ကစားတာ။အဲ့ဒီတင့်ကြီးသဘောတရားပေါ့နော်။သဘောတရားပေါ့။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ ခွန်ဖြစ်ခြင်းဆိုပြီးတော့တစ္ဆရုဒ္ဓကံမှာလည်းသူကကစားသွားပြီဒီမှာတော့အကြိမ်ကြိမ်ကလေးပရိနှစ်ပရိနှစ်ပရိချင်းချိန်၃ချိန်ဤတည့်ရဲ့ပါဝါအခွန်နှီးငါးနဲ့ဆိုဒီမှာညာပရိဖြစ်သွားလာသူကခွန်ပုံသေးနဲ့ထောက်တာလေခွန်၄ချက်ထောက်ထားတယ်ခွန်၄ချက်ပုံသေးတဲ့အထောက်မှာဘေးမှာကစားတဲ့ကစားခွက်အဲ့ဆိုတော့ဒီမှာခွန်ပရိဖြစ်လို့ဒီနေရာမှာ၃ညာပရိပဲဝင်ပြရတာဒီမှာကျတော့ပရိငါ၃ချက်မလို့ဒီခွန်ပြချင်းရဲ့ဘေးမှာပရိနှစ်၃ချက်နဲ့သူကညှိတာ လေဗယ်ကစားတာအဲ့တော့ဒီမှာဗရိတ်၃ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနေရာမှာခွန်တစ်ချက်ဖြစ်သွားပြီခွန်တစ်ချက်ဖြစ်သွားပြီနော်ခွန်တစ်ချက်ဖြစ်သွားပြီဒီနေရာမှာခွန်တစ်ချက်ရှိတယ်အဲကြောင့်ကျွန်တော်က10ချိန်နဲ့24ချိန်မှာတစ်ချိန်ချိန်မှာကျွန်တော်အောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်အဲ့တော့ဒီမှာခွန်တစ်ချက်ရှိပြီဒီမှာ၃ဒီမှာ၁ဒီမှာ၈ဒီမှာ၄ဒီမှာ၅ဒီမှာ၃ည ဒီမှာ၄ဒီမှာ၈ဒီမှာ၃ဒီမှာ၉ဒီမှာ၁ဒီမှာ၈ဒီမှာ၅ခွန်ကဒီမှာခွန်နှစ်ချက်ပဲကစားတာသူကဒီ၅ကလိုင်းထဲမှာခွန်ပြီဒီကနန်းထိတ်ထိတ်တူထိတ်ကနန်းနှလုံးပေါင်းချင်းခွန်ရဲ့ပုံဒီခွန်ရဲ့ပြီးမှာပုံဒီဆော့နေတဲ့ကစားကွက်ကသူ့အပေါ်၉ချိန်မြောက်ကထိတ်စီကိုပါပါကစားမယ်ကစားပြီးရတယ်သူ့နှစ်ဦးပရိင့ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်းတော့နှစ်ဦး ကိုနောက်ပေးရပါဝါလေးဆိုပြီးပုံစံကစားမှာအဲ့တော့ဒီမှာ break 3ရှိနေတဲ့အတွက်ကြောင့် break 3နဲ့ဒီနေရာမှာခွန်ဆိုတော့တုံညအဲ့တော့ကျွန်တော်တို့ကကိုကိုးချိန်မြောက်ကပါဝါထည့်ရှိယူရင်သူကနေ2ချိန်3ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်ကိုးချိန်မြောက်ကဆိုဒီနေရာမှာကျွန်တော်တို့ကခွန်ပါဝါခွန်ထည့်ရှိရှိတော့ခွန်ပါဝါနှစ်ထည့်ဆိုပြီးထည့်မှာအဲ့မှာကိုးချိန်မြောက်ကပါဝါထည့်ရှိကစားပြီးသားဖြစ်မှာအဲ့ဒါလို့တစားကစားပြီးသားဖြစ်တဲ့အချိန်မှာ ဒီနှစ်ဦးကသုံးပရိရဲ့ဒီခွန်ရဲ့ပေါင်းတော့၃ညအဲ့၃ညဆိုတော့ကျွန်တော်တို့ကဒီ၉ရဲ့ပါဝါ၄ဆိုပြီးတော့ဒီနှလုံးပေါင်းခြင်းရဲ့ဒီနေရာမှာကြာမဲ့ပရိရဲ့နှစ်ဦးပရိရဲ့ပေါင်းခြင်းရဲ့၄ဖြစ်ရမှာဆိုတော့ဒီမှာ၃ရဲ့ဒီနှလုံးခွန်ရဲ့ပေါင်းတော့၃ညကြောင့်ဒီနေရာမှာပရိ၄ဝင်ရမှာအဲ့ဒီပရိ၄ဝင်မှာဒီပရိ၄ဝင်ခါမှာဒီမှာခွန်အပေါင်း၄နှစ်ဥပရိက3ဆိုတော့ခွန်4 3မှာညီညာချင်းမှာသူက4ဆိုပြီးတော့ ုံပေ၄၅ချက်ကိုကျွန်တော်တို့ကကစားကျင်တာတကယ်လို့ဒီနေရာမှာမကစားဘူးဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာပိုင်သေးကျွန်တော်တို့ကကစားရတော့မှာဒီနေရာမှာကျွန်တော်ကခွာငားနေနေကြိုးရမှာဘာကြောင့်လဲဆိုတော့ငားကစီကကျွန်တော်တို့အဲ့လိုစောင့်လို့မရဘူးတော့ဟိုအကောင်ပြောတာမစောင့်လို့မရလို့ကျွန်တော်ကတင်ပေးလိုက်ခြင်းဖြစ်တယ်ကြိုက်ဟိုလိုမျိုးတယူဇန်နဲ့ခွာငားကြမှာရေလို့ကျွန်တော်တို့စောင့်လို့မရဘူးဘာကြောင့်လဲဆိုတော့သူကသူကကစားထားတာမြုပ်ွက်ရှိတယ်အဲ့ဒီကောင်ကိုကစားခင်မှာသူ့ဘုံမှာ ခွန်ငါးဆိုပြီးပုံသေးခံထားတာသူ့ဘုံမှာခွန်ငါးဆိုပြီးပုံသေးခံထားတာသူ့ဘုံမှာခွန်ငါးဆိုပြီးပုံသေးခံတာခွန်ငါးဆိုပြီးပုံသေးခံထားတာဒီမှာ तू ခွန်ငါးမကစားထားဘူးတို့ပြင်မင်းလေအော်ဘူးတော့မအော်ဘူးပုံမှန်တော့ကျွန်တော်တို့ကကစားရမှာဒီစက်ကွက်ကဒီစက်ကွက်ကကစားရမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနှစ်ခုံငါးနဲ့ဒီနှစ်ကို၃ နှစ်ကွက်ကိုကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ကြတော့ကျွန်တော်တို့ဒီနေရာမှာဒီလမ်းရနေပဲကျွန်တော်တို့ယူလိုက်ပြီ။ယူလိုက်ပြီဆိုရင်အဒီကငါးကန်လိုင်းထဲမှာဒါအလုံးလုံးလဲเนาะကျွန်တော်စောင့်နေတဲ့ဘွယ်နေလည်းရှိတယ်။အဲ့တော့ကျွန်တော်ဟိုတလောကကျွန်တော်တို့ပြောတဲ့အတိုင်းပဲကျွန်တော်ဒီနေရာမှာကျွန်တော်နှစ်ငါးခုဆိုပြီး member တွေကိုကျွန်တော်စိုးကြီးကြိုးပြောထားဘူးလေเนาะ။တုံးမြဲသူနှစ်ခုငါးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဗရိတ်လေးမျှော်ခဲ့ဘူးလေဒီနေရာမှာเนาะ။ အမှဒီ20နဲ့20နဲ့တစ်ချိန်မှာကိုထိတ်သူကနေ၄နှစ်ချားလိုက်ရင်ကိုထိတ်၄နှစ်ချားလိုက်ရင်ကိုထိတ်အဲ့လိုကိုထိတ်သုံးချက်ညီပြီးတာ ਨੇ သူ့နောက်က၈တုံညာအတွဲဦး၈ပါဝါ၃တုံညာပါဝါ၅ဆိုပြီးတော့နောက်နှစ်နှစ်ဦးမှာတည်ကစားတာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းဒီဒီကိုဝင်နောက်ကနှစ်နှစ်အပူနှစ်နှစ်ပါဝါခွန်ခွန်ဆိုပြီးတော့တည်နောက်နှစ်မှာနှစ်ဦးမှာကစားတာအဲ့တော့ဒီမှာကလည်းသူနှစ်နှစ်ပူရဲ့ပါဝါခွန်ခွန်ဆိုပြီးတော့ပဲသူကစားတာတည် ကစားပြီးတာ ਨੇ ကျွန်တော်အဲ့ဒီနှစ်ထဲမှာနှလုံးထောင်ကျွန်တော်ဆုံးလာကနှစ်ထိတ်နေတော့နှလုံးအဲ့ဒီထဲမှာကျွန်တော်ကဒီမှာပြန်ချိန်ကြည့်တာပေါ့နော်နှလုံးထောင်ထိတ်စီးနှလုံးဆုံးလာလို့ကစားခွက်ပေါ့ခွန်ခွန်လို့ဖြစ်တယ်ခွန်ခွန်လို့ဖြစ်တော့ခွန်ခွန်လို့ဖြစ်တော့သူ့ပုံမှာဗရိတ်ခွန်ခံတယ်သူ့ရဲ့အောက်မှာခွန်ခွန်လို့ဖြစ်တယ်ဖြစ်ပြီးကမှသူ့နောက်မှာကြာတဲ့ကနန်းဟာ သူ့အရှိ၃ဘွဲကျော်ကဒီ၃ဘွဲကျော်က6နောက်ပေးကွာ6ထိပ်ဆိုပြီးလှမ်းကူးတာလှမ်းကူးတာကူးပြီးတဲ့အချိန်မှာဟောဒီအကောင်ရဲ့ပြိဿဟာခါကစားတာပြိဿပါဝါခါကစားတာနှစ်ပြိဿပါဝါခွန်ခါဆိုပြီးကစားတာအဲ့ဒါဆဲကွယ်လိုင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာ395လို့ထည့်ကြည့်လိုက်ထည့်ကြည့်လိုက်တဲ့အချိန်ဒီမှာခွန်ခွန်လို့ဖြစ်တယ်ပုံမှန်ကတည်းကခွန်ခွန်လို့ဖြစ်တဲ့အချိန်မှာဗရိတ်ခွန်ဒီမှာဗရိတ်6လို့ တဲပြီးကမှခွန်ခွန်လို့ဖြစ်တယ်ကြံတဲ့ပေါင်းကြီးနေအများကြီးရှိသေးတယ်တုံးကစီကတော့ဒီအတိုင်းလိုသလိုပေါင်းရတာပေါ့နော်နေရာတိုင်းမှာအပေါင်းကရှိတာအပေါင်းလို့ရှိတာအဲ့တော့ကျွန်တော်တို့ဒီမှာသူ့နောက်မှာ395လို့တဲတဲ့အချိန်မှာသူ့ပုံမှာဖရိတ်လေးရှိတဲ့အတွက်ကြောင့်လေးပါပါကိုခါဒီနာထိတ်စီဟာအဲ့ဒါကျတော့ तू လိန်ထားတာနော်လိန်ထားတာကို तू ကဒီနေရာမှာယူပြီးတော့ဟမ်နားလीနော်တုံညဒီနေ့မှာ395ဆိုတော့သူ့ရဲ့ရှေ့၃ပွဲကျော်ကတုံညထိတ်စီဟာ ထိတ်စည်းစုထိတ်ပြီးကူးပြီးတော့ဒီကိုးပါလေးပါဝါဥပဒေလေးပရိပါဝါကိုးခါဆိုပြီးတော့တုံညာကိုးတရွဲနဲ့ဆယ်ကိုယ်တိုင်းထည့်ထားတာနော်အဲ့တော့ကျွန်တော်ဒီမှာခွန်ခွန်လို့ဒီမှာတစ်ခါဖြစ်တယ်အဲ့ဒီနှစ်ထဲမှာပေါ့နော်ဒီမှာခွန်ခွန်လို့ဖြစ်ပြီခွန်ခွန်လို့ဖြစ်တဲ့အချိန်မှာသူကသူ့ပုံမှာပရိခွန်ပရိ6ပရိ9ဆိုပြီးတည်တယ်တည်တဲ့နေရာမှာကျွန်တော်ဒီပရိနှစ်ဟာနှစ်ပါဝါခွန်ဒီထိတ်စီးဟာသူ့အပေါ်ရှေ့၃ဘွဲကျော်ကနှစ်ထိတ်စီးဟာ နှစ်ခါဆိုပြီးတော့အနှစ်ထိတ်ဆိုပြီးတော့ကူးရင်နှစ်ခုရှည်ရွယ်ရတယ်အဲ့ကြောင့်ကျွန်တော်ကနှစ်ခုငါးကိုတစ်ခွက်ကိုတော့ကျွန်တော်အခုချိန်မှာအောဖို့တော့သိမသိတော့ဘူးခွာငါးမကြလာလို့ပေါ့နော်ဒါပေမဲ့လိုက်ရမှာနော်ပုံမှန်လေးတော့ထိုးထားပေါ့နော်ထိုးထားပေါ့ဒါကျွန်တော်အဖွဲဝင်နေရောကျွန်တော်စောင့်ရင်းလဲစောင့်ပေါ့အဲ့ဒီမှာဒီငါးကက်စီမှာကဒီမှာသူကျွန်တော်ရဲ့အတွေ့အကြုံရကဒီဒီ6သုံးပွဲကျော်က6ပိတ်ဟာ6ထိတ် 6ပိတ်ဟာ6ထိတ်လို့ကူးတယ်6ပြီးတော့5စီညံတဲ့5ပိတ်ဟာ5ထိတ်ဆိုပြီးတော့ကူးတယ်4ပိတ်ဟာ4ထိတ်ဆိုပြီးတော့ဒီမှာကူးခဲ့တယ်ဒီ3ပိတ်ဟာ3ထိတ်ဆိုပြီးတော့ကူးခဲ့တယ်6 5လေး3ပဲဆော့သွားတယ်ဟိုနှစ်ထိတ်ကြံနေတယ်အဲ့ဒီနှစ်ထိတ်ကဟာဒီမှာနှစ်ထိတ်တော့ကြာတယ်တကယ်တမ်းဆိုသူ5ကစီရဖော်မွေးဆိုဒီ3ပွဲကျော်ကဒီနှစ်ပိတ်ဟာနှစ်ထိတ်လို့ကူးရမှာမကူသေးဘူးဒီမှာနှစ်မှလည်းနှစ်လို့မကူသေးဘူးဒီကောင်ကတော့သူတခြား ပေါ့နော်ဒါကသူကမူတွေခွဲထုတ်သွားတဲ့သဘောအဲ့တော့ကျွန်တော်တို့ဒီနေရာမှာရွှေ၃ပွဲကျော်မှာနှစ်ပိတ်လို့ရှိနေတဲ့အတွက်ကြောင့်ဒီရှေ့၃၃ပွဲကျော်ကနှစ်ပိတ်ကိုနှစ်ထိတ်လို့ဖော်မွေးပုံစံအဖြစ်နဲ့ထည့်ရင်ဒီနေရာမှာလည်းကျွန်တော်နှစ်ထိတ်လို့ကစားသင့်တယ်လို့ဒီနေရာမှာလည်းကျွန်တော်တို့ကနှစ်ထိတ်လို့ကစားသင့်တယ်အခုဒီဒီနေရာမှာနှစ်ထိတ်မကြရင်ဒီနေရာမှာလည်းနှစ်ထိတ်ကစားသင့်တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဒီ ဒီငါးကန်စီမှာပေါ်မွေးရ6543ကိုသူကဒီမှာ၃ဘွဲကျော်တွေမှာ6543ထိတ်နေပြီးသားတော့ဒီမှာကျတော့သူကဒီ၃ဘွဲကျော်ကအပိတ်တော့ကူးပဲဆိုပေမဲ့နှစ်မဟုတ်လို့၃ကြီးပဲကူးတယ်အဲ့ဒါဆိုရင်ဒီနှစ်ထဲမှာနှစ်ထိတ်လို့ ကစားကွက်ကဒီ၃ပွဲကျော်ကအပိတ်ကို6543နှစ်ဆိုပြီးငါးကပ်ပြေအောင်သူထည့်သွားနိုင်လို့ဒီနေရာမှာနှစ်ထိပ်ကလည်းဒီကုံရလည်းအားကောင်းလို့ကျွန်တော်ကတင်ပေးခြင်းဖြစ်တယ်ပေါ့နော်။ဘုမဲမင်္ဂလာပါဗျဒီလောက်ပါပဲ။နံပါတ်ဝင်ရင်တော့ခြေတစ်ပတ်စာအုပ်တစ်ထောင်ခြေသုံးပတ်စာအုပ်နှစ်ထောင်ခွဲပါနော်။ဖိုင်းရနေဆိုရင်ခြေတစ်ပတ်စာပတ်တရာခြေသုံးပတ်စာပတ်နှစ်ရပါနော်။တနည်းတနည်းစာလုံးဆိုရင်ဖိုင်းရဆိုရင်ပတ်တစ်ထောင်မြန်မာပြည်ဆိုတစ်သိန်းကျပ်ပါနော်။၁၂ကျိန်ကျော်မှပဲ။ ပြောင်းပါမယ်เนาะအားလုံးမင်္ဂလာပါဗျာ